ဆီးရီးယားအစိုးရအဖွဲ့အစည်းဟာကတ်ဦးဆောင်တဲ့ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ SDF နဲ့ပူးပေါင်းမှုသဘောတူစာချုပ်ချုပ်ဆိုခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။ဆီးရီးယားသမ္မတရုံကမလ၁၀ရက်မှာထုတ်ပြန်တဲ့ဗီဒီယိုထဲမှာဆီးရီးယားယာယီသမ္မတအာမက်အေရှာရာနဲ့ SDF တပ်မှူးမာဇလွန်အဖဒီတို့သဘောတူစာချုပ်လက်မှတ်ရေးထိုးနေပုံကိုဖော်ပြထားပါတယ်။အဲ့ဒီသဘောတူစာချုပ်ဟာဆီးရီးယားရဲ့ဆယ်လီနစ်ကြာပြည်ပခါနဲ့ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလကအာဆက်ရဲ့အစိုးရအဖွဲ့ပြုတ်ကျသွားတဲ့နောက်ဆီးရီးယားနိုင်ငံစည်းလုံးညီညွတ်ရေးကိုတိဆောက်လို့တဲ့ရုရှားရဲ့ညီမချက်အတွက်အထူးအခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။အဲ့ဒီသဘောတူညီချက်အရာ ရန်လိုမှုတွေကိုအလုံးစုံအဆုံးသတ်ရေး SDF ကထိန်းချုပ်ထားတဲ့လေးစိတ်တွေရေနံစိုက်ုံတွေတိုင်းခွေတွင်းတွေအပါအဝင်အရက်ဘတ်နဲ့စစ်ဘတ်ဌာနတွေဟာအစိုးရရဲ့ထိန်းချုပ်မှုအောက်ကိုရောက်ရှိလာဖြစ်ပါတယ်အဲ့ဒီသဘောတူစာချုပ်လက်မှတ်ရေးထိုးပြီးတဲ့နောက်ဆီးရီးယားရဲ့အရှိမျောက်ပိုင်းမှာရှိတဲ့ကာမီရှိလီမြို့မှာဒေသခံတွေကလမ်းတွေပေါ်ထွက်ပြီးပျော်ရွှင်စွာအောင်ပွဲခံခဲ့ကြပါတယ်လူတွေကဒီလိုသဘောတူညီချက်ကိုလိုအပ်နေတာပါကမ္ဘာကြီးဟာစစ်ပွဲတွေကြောင့်ပင်ပန်းနေပါပြီအဲ့ဒါကြောင့်ငြိမ်းချမ်းရေးကိုဆောင်ကျင်ပြီးဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ဆီးရီးယားနိုင်ငံတော်အသစ်ကိုထူထောင်နိုင်မဲ့ဒီသဘောတူညီချက်ကိုကျွန်တော်တို့ကပျော်ရွှင်စွာအောင်ပွဲခံနေကြတာပါလို့ မြို့ကန်တူကပြောကြားခဲ့ပါတယ်။အမေရိကန်ထောက်ပံ့ပေးထားတဲ့ SDF ဟာတူရကီကထောက်ပံ့ပေးထားတဲ့လက်နက်ကိုင်အဖွဲ့တွေနဲ့ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာနှစ်ပေါင်းများစွာကြာတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီသဘောတူညီချက်နဲ့ပတ်သက်ပြီးရုရှားရဲ့အနီးကပ်မဟာမိတ်ဖြစ်တဲ့တူရကီကတော့ချက်ချင်းမှတ်ချက်ပေးခဲ့ခြင်းမရှိတာပါ။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အစိုးရအဖွဲ့ဟာ SDF ကိုကူညီပေးနေတဲ့ဆီးရီးယားနိုင်ငံကအမေရိကန်တပ်ဖွဲ့တွေကိုပြန်လည်ရုပ်သိမ်းနိုင်ခြင်းရှိတာကြောင့် SDF ကောင်းဆောင်တွေဟာဆီးရီးယားအစိုးရနဲ့သဘောတူညီချက်ယူဖို့ဆုံးဖြတ်ခဲ့တာဖြစ်နိုင်တယ်လို့ကြေညာသူတွေကပြောကြားခဲ့ပါတယ်။